တူရှင်ရှင်များအားလုံးပဲမင်္ဂလာပါရှင်เนาะမနေ့ပြန်73ရက်နေ့ကပိတ်ရဆိုတဲ့အတွက်ကြောင့်မလို့74ရက်ကစမယ်เนาะ7410025ပေါ့เนาะအင်္ဂါကနေပြီးတော့3ရက်စာဆိုတော့အင်္ဂါဘုရုကျတာပြေပေါ့เนาะ7415 3ရက်စာတွက်ထားတယ်ကြောင့်16ရက်နေ့အထိပေါ့เนาะ3ရက်စာမွေကွယ်မွေးခဏလေးပေါ့เนาะဒါဆိုလို့ရှိရင်အခု key ကိုအရင်အောင်ဆုံးတွားကြမှာเนาะ key break ပေါ့เนาะအဲ့တော့ key ကိုတွားမယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ key ကဒီမှာရှိနေတာ6ဒီမှာရှိနေတာ4ပေါ့เนาะ6နဲ့4နဲ့နှလုံးပေါင်းတော့3ညเนาะ3ညဆိုတဲ့အတွက်ကြောင့်မို့လို့3ညပါဝါက9နက္ခတ်က9 3ည9ခွန်ဆိုပြီးတော့ဒီမှာ key က3လုံးရတာ ယ်เนาะဒါဆိုလို့ရှိရင်အခု break လေးကိုပြပေးမယ်เนาะ break ကကျတော့ဒီမှာရှိနေတာ3ဒီမှာလေး3လေး3လေးနှလုံးပေါင်းတော့ပေါင်းချင်းခွန်ဆိုရတယ်ခွန်ပါဝါနဲ့နက်ခတ်3ညเนาะခွန်နဲ့3ညာ break ဆိုပြီးတော့ break 3လုံးရ ်ဒါဆို key brake လေးကိုတွဲကြည့်အောင်เนาะ key က3ညာเนาะ brake ကခွန်ဆိုတော့3ညာခွန်3ညာကို2 brake 3ညာနဲ့3ညာကို3ညာ brake 3ညာ3ညာပေါ့เนาะဒါဆိုရင်9ကိုသွားမယ်9 brake ဆိုတော့9နဲ့9ကို2 brake ဆိုတော့9ခွန်နဲ့ ငါပါနော်ငါကိုတုံညာပရိဆိုတော့ငါငါပေါ့နော်ဒါဆိုခွန်ကိုသွားမယ်ခွန်ကိုခွန်နှစ်ပရိဆိုတော့80ခွန်ကိုနှစ်ပရိခွန်ငါပါခွန်ကိုတုံညာပရိဆိုတော့ခွန်3ဒါဆိုရင်ဒီကဏ္ဍလေးကြီးရထားတာပေါ့နော်အောက်မှာရှိတဲ့3ရက်စာ6ကျိန်ပေါ့နော်ထွက်တဲ့ကဏ္ဍလေးတွေနဲ့တိုက်ကြည့်အောင်နော်8 6ခွန်8 3ညာ4 3ခွန်ဒီမှာခွန်3ဆိုတော့အားတစ်ချိန်ထွက်တာလေပေါ့နော်ပြီးရဲ့ခါမှာ6နဲ့6 6ဆိုတော့ခွန်3 3ခွန်အားတစ်ချိန်စဉ်းထားပါတယ်เนาะဒါဆိုရင်နောက်ထပ်တစ်ပတ်စာအတွက်ကိုညီမတို့ဒီမှာဖူသွားပြီးတော့တိုက်ကြည့်အောင်เนาะရှိနေတာခွန်ဒီမှာ3ခွန်3နှလုံးပေါင်းတော့ပေါင်းချင်း3ညာပါဝါ9နက်ကခွန်3ညာ9ခွန်ကီးဆိုပြီးရတယ် ယ်เนาะဒါဆိုရင် break ကိုသွားမယ်6 6 6နှလုံးပေါင်းတော့ပေါင်းခြင်းလေး power ကိုနက်ခတ်နဲ့၄ကိုနဲ့ break ပေါ့เนาะဒါဆိုရင်3ညကို၄ break 3ညလေး3ညကို5 break 3ညကိုနဲ့3ညကို2 break 3ညနဲ့ပါเนาะ5ကို၄ break ဆိုတော့5ကို5ကို5 break ဆိုတော့5လေးနဲ့5ကို9အဲ့နှစ် break ဆိုတော့9ခွန်ပေါ့နော်ဒီတကခုနှစ်ကို၄ break ဆိုတော့ခွန်ခွန်ခုနှစ်ကို၉ break ခွန်နှစ်နဲ့ခုနှစ်ကို၂ break ဆိုတော့ ော့9ဆိုပြီးတော့ရထားတယ်เนาะဒါဆိုရင်ငါတို့ခဏလေးနဲ့ကြိုက်ကြည့်အောင်เนาะ9 9 10 9 2 9 40เนาะ40ပြီးတော့3ညာ5ခုပေါ့เนาะဒီမှာညီမတို့က3 40ဒီမှာက3ညာ5ဆိုပြီးတော့အားတစ်ချိန်ထွက်ထားပါတယ်เนาะဒါဆိုရင်အခုဆက်သွားရအောင်เนาะဒီမှာ10လေး တလေးနှလုံးပေါင်းတော့ပေါင်းခြင်း၅ပါဝါ၃ညာနက်ခတ်၃ငါ၃ညာ၃ပြည့်ပြီးတော့ရထားတယ်เนาะဒါဆိုရင်ထွက်ကနန်းလေး break လေးသွားရအောင်เนาะ၅၃ညာနှလုံးပေါင်းတော့ပေါင်းခြင်း၅ပါဝါ၃ညာနက်ခတ်၃ငါ၃ညာ၃ break ပါเนาะသူကလည်းဒါဆိုလို့ရှိရင်အခုเนาะကနန်းလေးတွေကိုတွဲကြည့်ရအောင်၅ကို၅ break ဆိုတဲ့ကြောင့်မလို့50၅ကို၃ညာ break ဆိုတော့၅၅နဲ့၅ကို၃ break ဆိုတော့၅၈ပေါ့เนาะ၃ညာကို၅ break ၃ညာ ငါ၃ညကို၃ညပြိ၃ညတုံညနဲ့၃ညကို၃ပြိ၃ညသုံးပေါ့နော်ရခ၃ကို၅ပြိဆိုတော့၃နဲ့သုံးကိုသုံးညပြည်ဆိုတော့သုံးခွန်သုံးကိုသုံးပြည်ဆိုတော့30ဆိုပြီးတင်တယ်ရတာเนาะအဲဆိုရင်အခုဒီမှာထွက်ကနန်းလေးနဲ့တိုက်ကြည့်အောင်5ရှစ်ဒီမှာ5ရှစ်ထဲပေါ့เนาะ2 6เนาะပြီးတော့4 5 6 5ဒီမှာက3 5ရှစ်နှစ်ပေါ့เนาะဒါကတော့ဒီမှာ5ရှစ်ပေါ့ တဲ့တစ်ချိန်အောင်လာတယ်ပေါ့နော်။ဒါဆိုရင်ခုဆက်သွားရအောင်ဒီမှာဒီနေ့ကိုနည်းနည်းကိုနဲ့နှလုံးပေါင်းတော့ပေါင်းခြင်းတဲ့ power က6နဂတ်က8 168 kg ဆိုပြီးရတာလေနော်။ brake ကကျတော့ဒီမှာ9ဒီမှာ3 9 3နှလုံးပေါင်းတော့ပေါင်းခြင်း8 power တော့နက်ခတ်တက်ပေါ့နော်၈၃၁ဘရိတ်ဆိုပြီးတော့ရထားပါတယ်နော်ဒါဆိုရင်ညီမတို့ကိုရထားတဲ့ခဏလေးတည်းတွဲကြည့်အောင်နော်တက်ကို၈ဘရိတ်ဆိုတော့တက်ခေါ်တက်ကို၃ဘရိတ်ဆိုတော့တက်နေနဲ့တက်ကို၁ဘရိတ်ဆိုတော့၁၀ပေါ့နော်၆ကို၈ဘရိတ်ဆိုတော့၆နဲ့၆ကို၃ဘရိတ်ဆိုတော့၆6ကို၁ဘရိတ်ဆိုတော့65ပေါ့နော်၈ကို၈ဘရိတ်ဆိုတော့80ပါ၈ကို၃ဘရိတ်၈9နဲ့၈ကို၁ဘရိတ်၈3ဆိုပြီးတော့ရထားတယ် နော်ဒီကြပတ်အတွက်မွေးကွက်အကြိုက်ဆုံးလေးကတော့38သုံးပေါ့နော် deprecate နှစ်ကွက်ကတော့ main order နဲ့ကစားမယ်စတဲ့ကနေလေးတွေကစားမယ်ပေါ့နော်ဒါကတော့လာမဲ့ပတ်တဲ့ညီမရှာတွေ့ထားတဲ့ကနေလေးလေးပါနော်အခုလိုမှတော့ကြိုက်လူပင်ချက်တဲ့ပတ်လိုက်ပြီးတော့ကစားကြပါအားလုံးပဲလာမဲ့ပတ်မှာစင်ပြေကောင်းအောင်ပါတို့စတောင်းပေးလိုက်ပါရှင့်အားလုံးကျေးဇူးတင်ပါရှင့်